အားလုံးမင်္ဂလာညချမ်းပါဗျာနော်ဒီမှာပေါ့နော်16ကြိမ်မှာဆို8 3ခွန်ပေါ့16 16 18ပေါ့နော်16ကြိမ်8ထိတ်16ကြိမ်3ခါတိုင်း18ကြိမ်မှာခွန်နောက်ပိတ်နေ8 3ခွန်နဲ့ဇောင်းပေါင်းချင်း8ပေါ့ဗျာဟုတ်ပြီနော်ဒီကနေပြီးတော့ဒါဒီမှာပါပဲပေါ့ဗျာတနည်းနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်ကြာပေါ့နော်16ကြိမ်မှာခွန်ထိပ်စီ6ခါတိုင်း9ကြိမ်မှာ6ခါတိုင်းပေါ့နော်17ကြိမ်မှာ9နောက်ပိနေခွန်6 9နဲ့10ဖြစ်တယ်ပေါ့နော်10ကိုခြေခံတာပေါ့ဒီကနေပဲတည်း ဒီဒုတိယကက်ကနေတတိယကက်ကို1 2 3 4 5 6 6နဲ့ချလိုက်၄ထိပ်၃ခါဒီပိတ်နဲ့စောင်းပေါင်းချင်း8ပေါ့နော်8ကိုအခြေခံထားတယ်အတစ်ကတော့မနှမတရကျန်တော့တာပြန်ကြတာသူ2 9 4 9ခွေလည်းဖြစ်ပြန်ကြလည်းဖြစ်2 9ကတော့ပြင်းပေါ့ဗျာဒီပိတ်နဲ့ထွက်เสียရှိသေးတယ်ဒီပိတ်အဲ့မှာဇောင်းပေါင်းချင်း၈ဖြစ်တယ်ပေါ့နော်။အဲ့ဖြစ်တာ ਨੇ ဇောင်းနေပြီးတော့တစ်နှစ်ကျော်လိုက်ပေါ့နော်။ဇောင်းနေတစ်နှစ်ကျော်လိုက်၈ဒီကျွန်တော်တို့ အဲရှစ်ကြောင်ပေါ့နော်ရှစ်ဒီတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံးယောက်ကြာရင်ထိတ်နေကြတယ်ပေါ့နော်ဇောင်းပေါင်းချင်းခွန်နေကြတယ်ရှစ်သုံးခြောက်နဲ့ဇောင်းပေါင်းချင်းခွန်နေကြတယ်အဲ့လိုကြာပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာပေါ့နော်နောက်တစ်နှစ်မှာကျွန်တော်တို့ခွန်ကြင်၈ကြင်၉ကြင်မှာထိပ်စီ၃လုံး၃၀တဲ့ခွန်၃၃ရနဲ့ထိပ်စီ၃လုံး၃၀ပေါ့နော်၈ကြင်ကရှီတွဲနဲ့၉ကြင်ကထိပ်စီနဲ့၃လုံးပေါင်းချင်းဒီ၁တဲ့ ညာ sorry 3လုံးပေါင်းခြင်းဒီ30ထည့်ကြီး3လုံးပေါင်းခြင်းဒီ30ပေါ့နော်မရောနဲ့ပေါ့နော်ခွန်း3 3ညနဲ့30ခွန်း3 3ညနဲ့30ပဲအဲ့လိုရပြီးတော့တဲ့အဲ့သူ့ရဲ့အောက်မှာဒီ6ချိန်မှာပဲနှစ်ပိတ်ပေါ့နော်စီနီယံသွားမှာအဲ့လိုပိတ်ပြီးတာနဲ့တဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့အဲ7ချိန်မှာထွက်တဲ့ကနန်းဒီတဲ့သူ့ရဲ့တနှစ်ကျော်ကလာခဲ့တဲ့ကောင်ပေါ့ဗျာအဲ့သူ့ရဲ့တနှစ်နှစ်နှစ်ကျော်လာခဲ့တဲ့ကောင်ပေါ့နော်ဟုတ်တယ်ဦးရဲ့နည်းနည်းလေးအဲ့ဒါလေးဟာနေတယ် အဲအဲ့ကောင်မမှန်နဲ့နော်နည်းနည်းဟာနေတယ်ထင်တယ်ကျင်းကျင်းနဲ့ခြားခြားလေးလာလာမယ်ဒီထဲစီးသုံးလုံး30ပေါ့နော်ဒီသုံးလုံးက30ပဲနှစ်ပိတ်နေပေါ့နော်အဲပြီးတော့ကျွန်တော်10ချိန်17ချိန်17ချိန်မှာဇောင်းပေါင်းချင်းဒီ6ပေါ့နော်ဇောင်းပေါင်းချင်း6ကိုတဲ့ဇောင်းပေါင်းချင်း6ရိုက်တယ်သူ့ရဲ့အောက်မှာဒါ73ချိန်မှာ3ထိပ်ပေါ့နော်3ထိပ်ပိုင်းကစားတယ်နောက်ပြီးတော့ကျွန်တော်တို့အဲ့နှစ်ထဲမှာသူက14ချိန်က3ညခါနဲ့15ချိန်က3ညထိပ်နဲ့ 16ကျင်က6ထိတ်နဲ့သုံးလုံးပေါင်းချင်း6လို့ထည့်တယ်ဒီ4 3ရ2 6ကို3ရ3ရ6နဲ့သုံးလုံးပေါင်းချင်း6ထည့်တယ်နောက်ပြီးတော့3 9 6ပေါ့နော်3 9 6ဇောင်းပေါင်းချင်းဒီ8မူတည်သွားတယ်ဒီက8ကိုဒီမှာ8လို့သွားတယ်အဲ့လိုသွားပြီးတော့အဲ့နဲ့ထဲသူက16ကျင်မှာခွန်ပရိတ်တဲ့အဲ့ခွန်ပရိတ်ရဲ့ဘေးမှာသူက9ပရိတ်လို့ထောက်ထားတယ်ဟုတ်ပြီနော်ခွန်ပရိတ်9ပရိတ်လို့ထောက်ထားတယ် အဲ့လိုထောက်ပြီးမှကျွန်တော်တို့ကအခုရောက်ကက်10ကျင်းမှပေါ့နော်ဒီခွန်း3 3ညဆိုတဲ့3လုံးပေါင်းချင်း3ညကိုဒီမှာ3ညပဲလို့ရိုက်ချင်တာ390ပေါ့နော်အဲ့ဒီထဲမှာလည်းဒါနှစ်ဆမှာထိတ်ကြည့်တူထိတ်ကြည့်ပဲဟုတ်ပြီနော်အဲ့ဒုတိယကလည်းတခဏလောက်သွားရှင်းအောင်ပါခွန်69နဲ့16ကျင်းရနေပြီတော့ဗောနော်ခွန်69နဲ့စောင်းပေါင်းချင်း8ဒီကနေတစ်နှစ်ကျော်လိုက်8ဒီကျွန်တော်တို့1 2 3 4 5လုံးယောက်ကြရင်စောင်းပေါင်းချင်း9လက်ကြရတယ်ဗောနော်အဲ့လိုကြရတာ ਨੇ သူ့ရဲ့ နောက်တစ်နှစ်ပေါ့ဗျာနောက်တစ်နှစ်ကျွန်တော်တို့9ကြိမ်10ကြိမ်9ကြိမ်မှာထိပ်စီ3လုံး10ပြီးတော့ထိပ်စီ3လုံးပေါင်းရင်1တဲ့ဒီ3လုံးကလည်းသူက9ကြိမ်10ကြိမ်ကရှည်တွဲနဲ့9ကြိမ်ကထိပ်စီနဲ့3လုံးပေါင်းရင်ကသူက10ပြီးတော့9တဲ့3လုံးပေါင်းရင်1 3လုံးပေါင်းရင်9ပေါ့နော်အဲ့ဒီ3လုံးပေါင်းရင်9ကိုပဲဒီကောင်းမှာ break ကိုရက်ချင်တာပေါ့အဲ့မှာသူက1ပိတ်9ကြိမ်မှာ1 1ပိတ်ပေါ့နော် YouTube မတက်ဘူးလား YouTube တက်ပြီမယ်နော် YouTube လည်းပြည့်ချက်တက်ပြီမယ်ဒီနေ့ရလို့တော့မဟုတ်ဘူးပေါ့ဗျာ1ပိတ်1ပိတ်ပေါ့နော်အဲ့ပြီးတော့ကျွန်တော်တို့ စေတင်က3ညပိတ်ရယ်7ချိန်က4ခါရယ်12ချိန်က3ထက်ရယ်430ဆိုပြီးတော့ဇောင်းပေါင်းချင်းခွန်ဖြစ်တယ်6ပြီးတော့ခွန်ဖြစ်တာပေါ့နော်6ပြီးတော့ဒီမှာခွန်ဖြစ်တယ်အဲပြီးတော့သူ့ရဲ့အောက်73ချိန်မှာ3ထိပ်ပိုင်းတွေရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးတော့ ਨੇ သူက14ချိန်ကခါနဲ့15ချိန်ကထိပ်စီးနဲ့16ချိန်ကထိပ်စီးနဲ့ဟို1 2 4နဲ့ဇောင်းပေါင်းဒီ3လုံးပေါင်းချင်းခွန်ပြန်ထည့်တယ်ပေါ့နော်ဒီဇောင်းပေါင်းချင်းခွန်ကို1 2 4နဲ့ခွန်ထည့်တယ် ပုံတွေကတော့ဒီဇောင်းပေါင်းချင်း၈ကြောက်၆၃ညနှစ်နဲ့ဇောင်းပေါင်းချင်း၈မူတွေထည့်တယ်။ထည့်ပြီးတော့လည်းအဲ့နဲ့ထည့်၁၉ချိန်မှာသူကဘရိတ်ခွန်ရိုက်တယ်။သူ့ဇောင်းမှာ၅ဘရိတ်ခံထားတယ်၅ဘရိတ်ခွန်ဘရိတ်ပေါ့နော်။အဲ့လိုရိုက်ပြီးမှသူ့ရဲ့နောက်တစ်နှစ်နှစ်ဆမှာထိပ်သီးလိုထိပ်သီးရိုက်ပြီးတော့ကျွန်တော်တို့အခုထွက်မဲ့၁၀ချိန်မှာထွက်မဲ့ဘရိတ်ဒီဒီ၃လုံးပေါင်းချင်း၉ကိုဒီမှာဘရိတ်၉စီနံသွားချင်တာပေါ့နော်။၃ညဘရိတ်၉ဘရိတ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က၈ဘရိတ်ထည့်ကြနေတာပေါ့ဗျာလိုရင်းပြောရမယ်ဆိုရင်၈ဘရိတ်ဆိုတော့ဒါလောလောဆယ်ဒီကောင်ပေါ့နော် ောက်ပြီးတော့ကျွန်တော်တို့ဒီမှာတတိယကက်431နဲ့ဇောင်းပေါင်းချင်း10ဖြစ်တယ်ဗောနော်ဖြစ်ပြီးတာနဲ့သူ့ရဲ့တစ်နှစ်ကျော်မှာ10တီကျွန်တော်တို့၅လုံးပြည့်တဲ့ချိန်မှာဗောနော်10တီဒီနေတော့လေ၅လုံးမြောက်ပြည့်ရင်ဇောင်းပေါင်းချင်း9နဲ့ပဲပြည့်ရပါဗောနော်အဲ့လိုပြည့်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ကခွန်ရှိ9မှာထက်ကြီး3လုံးကသူက3ည7နှစ်လို့တော့တယ်ထက်ကြီး3လုံး2ဖြစ်တယ်ဗောနော် အဲ့ဒါဥမာဒီ6ချိန်က7ချိန်က8ပေါင်းနှစ်နဲ့6ချိန်က6ထိန်းနဲ့ဟို3လုံးပေါင်းချင်း8လို့ဖြစ်တယ်အဲ့8ကြောင့်ဒီမှာ break ရှိလို့ရချင်တာပေါ့နော်အဲ့မှာ3ညနောက်ပိတ်1 1 3ညနောက်ပိတ်ပေါ့အဲ့ပြီးတော့သူ့ရဲ့ဘေးမှာလည်း3ဆယ်ချိန်က3ပိတ်ရယ်7ချိန်က3ညခါရယ်ပေါ့နော်7ချိန်က9ထိန်းရယ်တောင်းပေါင်းချင်း8တယ်အဲ့သူ့အောက်မှာ3ထိန်းတယ်7ချိန်မှာ14ချိန်က4ခါရယ် 15ကျင်က8ထည့်ရဲ16ကျင်က6ထည့်ရဲ486ကဒီ8ကိုဒီ8လို့ပြန်ထည့်တယ်အဲပြီးတော့9ခွန်6နဲ့၃လုံးပေါင်းရင်8လို့ပဲထည့်တယ်ထည့်ပြီးတာနဲ့အဲ့နဲ့ထည့်ကျွန်တော်တို့16ကျင်မှာ break ခွန်မယ်2000မှာ break 9 break ခွန်ပေါ့နော်အဲ့လိုရိုက်ပြီးမှသူ့ရဲ့နောက်တစ်နေ့ကျွန်တော်တို့နှစ်ဆမှာထိတ်ထိတ်ယူထိတ်စီလို့ရိုက်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ဒီကျွန်တော်တို့အခုရောက်ကံမှာ break 8လို့ကျွန်တော်ကသုံးသက်တာပေါ့နော်ပြန်ကြကပြန်ကြသက်သက်နော်8 break က8 break အဲ8 break ပေါ့ အရှိပရိတ်ထဲကနေမှကျွန်တော်တို့ကအကွက်ရွှေရောအဖြေရောရှိပါတယ်เนาะဒီကနန်းကအဲမှာကျွန်တော်တို့ဒီမှာ၃ညပရိတ်ပေါ့เนาะဒီခွန်၃၃ညဆိုတော့၃လုံးပေါင်းချင်း၃ညကိုဒီမှာ၃ညပရိတ်ရိုက်တော့မယ်ဆိုရင်နောက်ပြီးဒီ၁၈ကျင်းကကျွန်တော်တို့ဒီကခွန်ပရိတ်ပေါ့เนาะဒီကြောင်းပေါင်းချင်း၈ထိပ်ဒီရိုက်တယ်ဒီ၃လုံးပေါင်းချင်းခွန်ဖြစ်တဲ့ဒီ၈ထိပ်ဒီရောဒီခွန်ဒီရောကိုဒီမှာဖြီထည့်တာဗျာထိပ်စည်းကိုရင်ထည့်မယ်ဆိုရင်သူကဒီခွန်၃၃ည၃လုံးပေါင်းချင်း၁၀ကိုသူက သုံးထိပ်တစ်ခါ6ပိတ်သုံးလုံးပေါင်းချင်း30လို့ထည့်တယ်သုံးပိတ်တစ်ခါ6ပိတ်ပေါ့နော်သုံးတစ်6နဲ့30ဒီသုံးလုံး30ကိုသုံးတစ်6နဲ့30ထည့်တယ်နောက်ပြီးတော့ဒီနှစ်ပိတ်ရဲ့၄ထည့်ရဲ့သုံးထည့်ရဲ့သုံးလုံးပေါင်းချင်းဒီ6လို့ထည့်တယ်စီညံသွားမှာနော်အဲကောင်တော့အကုန်လုံးစီညံမှာပဲသုံးလုံးပေါင်းချင်း6ထည့်တယ်နောက်ပိတ်ကိုကျသူဘယ်လိုထည့်လဲဆိုတော့ ဒီခွန်ကြောင့်ပေါ့နော်19ကျင်းခွန်ပလေးကြောင့်6 1 3ညနဲ့3လုံးပေါင်းချင်းခွန်လို့ထည့်တယ်6ပိတ်1ကား3ညပိတ်3လုံးပေါင်းချင်းခွန်လို့ထည့်တယ်ထည့်ပြီးရနဲ့သူကဒီ8ကိုပဲ8တင်းနဲ့အခြေခံလာလို့မလို့1ရယ်ခွန်ရယ်3ညရယ်3လုံးပေါင်းချင်း8လို့ချုပ်ရမယ်1ခွန်3ညပေါ့နော်3လုံးပေါင်းချင်း8 3လုံးပေါင်းချင်းခွန်လို့ချုပ်ပြီးတော့ဒီထည့်ကြီးကတော့ဒီ3လုံးပေါင်းချင်းကျွန်တော်တို့က3ညဒီ3လုံးပေါင်းချင်း9နဲ့3 3ညအခွာပေါ့နော်အဲ့ဒါဟိုမှဒီသူ့ရဲ့အောက်ဆုံးကဒီ ဆက်တဲ့ကြိမ်ကတစ်ထိတ်ကြောင့်ခါသုံးလုံးတစ်ဆိုပြီးတော့ကျွန်တော်ယူတာပေါ့နော်၄၃ည9နဲ့၃လုံးပေါင်းချင်းတစ်ပေါ့ဗျာနောက်ပြီးတော့အဲ့၁၀ကြိမ်မှာထွက်တဲ့ကဏ္ဍဒီအပေါ်ကထွက်ပြီးသားကဏ္ဍဖြစ်ရင်ဖြစ်ပေါ့နော်ဒါမဖြစ်ဘူးဆိုရင်သူ့အောင်မပြန်ကြထက်ကြတယ်လို့ယူဆထားတယ်ပေါ့နော်အဲ့ဒီကကဒီမှာကျွန်တော်တို့ break ၃ညပြီးတော့ break 5ဘက်ကိုသွားမယ်ဒီမှာကျွန်တော်တို့ break 5ဒီ9 6 6ပေါ့နော်9 6 8၃လုံးပေါင်းချင်း5ကိုဒီမှာ break 5ရိုက်ချင်တာဒီ၃လုံးပေါင်းချင်းသူက တစ်ဖြစ်သွားပြီတဆယ်ပြီးတော့တစ်အဲ့တစ်ကိုပဲသူကတစ်ရဲ့နှစ်ရဲ့ရှစ်ရဲ့သုံးလုံးပေါင်းချင်းဒီကျွန်တော်တို့တစ်လို့သွားတယ်ဒီခွန်6 6ပေါ့နော်ခွန်6 6ဆိုတဲ့ထည့်ကြည့်သုံးလုံးတစ်ကိုတစ်နှစ်ရှင်းတယ်သုံးလုံးပေါင်းချင်းတစ်လို့သွားတယ်အဲ့ပြီးတော့သူကတစ်ရဲ့6ရဲ့တစ်ရဲ့သုံးလုံးပေါင်းချင်းဒီကိုးပြီးတော့ရှစ်လို့သွားတယ်ရှစ်လို့သွားတယ်ပေါ့နော်အဲ့သူ့ရဲ့ဘေးမှာလဲဒါရှစ်ထိပ်သုံးပေါင်းချင်းခွန်ပေါ့ဗျသူ့ရဲ့ဘေးမှာလဲဒါ19ချိန်မှာခွန်ပလိတ်တွေကြောင့် ကျွန်တော်တို့ကဒီမှာနောက်ပိတ်ကို၈နှစ်ခွန်ပေါ့နော်၃လုံးပေါင်းချင်းခွန်မှုတွေတော့တယ်၈ရက်နှစ်ရက်ခွန်၃လုံးပေါင်းချင်းခွန်အဲ့ခွန်ကို၈ကိုပဲဒီ၈ထိပ်ရိုက်တာနဲ့ဇောင်းပေါင်းချင်းခွန်ကြောင့်ဒီ၈ကို၂၉ခွန်နဲ့၃လုံးပေါင်းချင်း၈လို့ထည့်တယ်အဲ့တော့ခွန်ပိတ်တစ်ထိပ်ပေါ့နော်အဲပြီးတော့ကျွန်တော်တို့ကဒီ break ကိုဖြစ်အောင်ဒါတစ်ခါပေါ့ဗျအဲ့တစ်ခါကိုမှသူ့ရဲ့ဘေးကဒီဆက်တဲ့ချိန်ကဒီတစ်ထိပ်ကိုပေါ့နော်ဒီဇောင်းပေါင်းချင်း၁လို့ပဲသူကထည့်ထားတယ် 63641တက်ပေါ့နော်တုံးလုံးပေါင်းကြီးတက်နေတာဒီတက်ထိတ်ကိုတက်လို့ထည့်ထားတယ်လို့ယူဆတာပေါ့နော်အဲ့မှာတက်တက်ခွန်လို့ထွက်တယ်ထွက်ပြီးရတဲ့ဒီကနန်းဒီအပေါ်မှာမထွက်ထားခြင်းကြောင့်သူ့ကောက်မှာပြန်ချလိုက်ကစားထားတာလည်းတွေ့ရပေါ့နော်ဒါဆိုရင်တတိယကကျွန်တော်တို့ဒီတက်တက်6ဆိုတဲ့တုံးလုံးပေါင်းကြီး8ကိုဒီနေရာမှာဗရိတ်8လို့ရိုက်ချင်တာပေါ့နော်၄ထိတ်နဲ့ဗရိတ်8လို့ရိုက်ချင်တာ ဘလေးထိတ်ကလည်းဒီ၃လုံးပေါင်းချင်း2ကြောင့်8 3ည4နဲ့၃လုံးပေါင်းချင်း2ဖြစ်အောင်၄ထိတ်၄ထိတ်နဲ့ break ရှိလို့ဒီပွဲမှာရိုက်ချင်တာပေါ့နော်အခြား site တွေရှိသေးတယ်ဒီ site တွေမဟုတ်ဘူးနော်ဒါပေမဲ့အခြား site တွေကျွန်တော်မပြတော့ဒီ၃လုံးပေါင်းချင်း2ပေါ့ဗျာဒီ9 1 6နှစ်ကို8 3 4 4နဲ့2ဖြစ်မယ်နောက်ပြီးတော့သူကဒီ3လုံးကကျွန်တော်ခွန်လို့ချုပ်အောင်မယ်6 8ခွန်လို့ပြီးစီနီယံချုပ်တာပေါ့နော်ဒီ3လုံးခွန်အဲ့လိုချုပ်တာနဲ့သူကသူ့ဘေးမှာဒါ8ထိတ်နဲ့ဇောင်းပေါင်းချင်းခွန်ပေါ့ဗျာအဲဒီ8ထိတ်နဲ့ဇောင်းပေါင်းချင်းခွန်16ချိန်19ချိန်မှာခွန်ပရိတ်တွေရိုက်လို့ ဒီမှာဒီသုံးလုံးပေါင်းခြင်းကိုကျွန်တော်တို့ကခွန်လို့ထည့်ဖို့ရ6ဘိတ်ပေါ့6ဘိတ်ပေါ့နော်နောက်ပြီးတော့ဒီ8တွေကြောင့်မယ်ဒီ3ညရဲ့9ရဲ့9ရဲ့မှာသုံးလုံးပေါင်းခြင်းရဲ့8မှာအဲ့ဒီ49အခွာပေါ့နော်49အခွာ break ship ဖြစ်ဖို့9ခါထည့်ဖို့ဗျာအဲ့9ခါကိုလည်းသူ့ဘေးမှာဒါတစ်ထိတ်မဟုတ်ဘူးဗျာတစ်ထိတ်မဟုတ်တော့ဒီသုံးလုံးကိုကျွန်တော်တို့9ထိတ်ကြောင့်ဒီသုံးလုံး9ဆိုပြီးတော့ထည့်ပေးတာပေါ့နော်459ဆိုပြီးတော့ ါပြန်ပြီးရင်လည်းတကွက်သေးပေါ့ဒါတည်းကရန်တော့ထိုးပေါ့လေးထိတ်နဲ့ပလေးရှိလေဒီပွဲမှာမစိုးဘူးเนาะပြန်ကြတော့ပြန်ကြပေါ့ဗျပြန်ကြမှမဟုတ်ခဲ့ဘူးဆိုတဲ့အတွေ့တစ်ဖက်ကပြန်တွေးထားတာပေါ့နောက်ပြီးတော့ကျွန်တော်တို့အဲ၄၅ကိုလေးကဒီမှာရှိသေးတယ်ဗျဒါကတော့ကျွန်တော်တို့ဒီပွဲနဲ့တိုက်ဆိုင်လို့ပြပေးပါမယ်เนาะ ောင်လေးကတော့ဖရင်ကတော့ကျွန်တော်လည်းအများအားပြပြနာဆိုတော့ဟိုမရှင်းတော့ပါဘူးเนาะကျွန်တော်ဒီမှာ16ချိန်မှာ9 16ချိန်မှာ9ခါတိုင်း9နောက်ပိတ်16ချိန်3နောက်ပိတ်ပေါ့ဗျာ24ချိန်မှာဒါ10နောက်ပိတ်ပေါ့เนาะအကွာဝေးတူတူပဲနှစ်နှစ်၄နှစ်6နှစ်9နှစ်6ပေါ့เนาะ16ချိန်မှာဒါ9ခါတိုင်း9နောက်ပိတ်16ချိန်3နောက်ပိတ်24ချိန်မှာ10နောက်ပိတ်ပေါ့เนาะဒီကနေပဲအကွာဝေးတူတူပဲ9ခွန်3နဲ့ဒါ16ချိန်မှာ9ခါခွန်ပိတ်ပေါ့เนาะ16ချိန်မှာ3ပိတ်24ချိန်မှာသူက10ပိတ်ပေါ့เนาะ ိုက်ကိုးတွေနဲ့အခြေခံထားလို့လို့ကကျွန်တော်တို့ဒီရောက်ကကဒီမှာပေါ့နော်ရောက်ကကဒီမှာရောက်ကထဲမှာသူကသူ့ရဲ့ဘယ်ဘက်ပေါ့ဗျာသူကနေတနေ့နှစ်နှစ်ကျော်ကနှစ်နှစ်ကျော်ကကနန်းကိုတဲ့သူကနှစ်နှစ်ကျော်ကကနန်းကိုခွာပေါင်းချင်းကိုးနဲ့ကနန်းတစ်ခွက်ထွက်တယ်ပေါ့နော်ဒီမှာခွာပေါင်းချင်းကိုးနဲ့ကနန်းတစ်ခွက်အဲ့ကောင်ဒီနှစ်နှစ်ကျော်ကိုလိုက်ထွက်လိုက်မကောင်းပါဘူး ဒီလိုက်ကတော့ပြန်မဖြတ်ပါဘူးနော်အဲနှစ်နှစ်ကျော်ကကနန်းလေးရမှာသူကခွာကုန်းနဲ့ကနန်းဖြည့်ရမယ်သူ့အပေါ်ကကနန်းတည်သူ့ရဲ့တနှစ်ကျော်ကိုထွက်ထားတဲ့ကောင်ရဲ့အောက်ကဒီ9 6 4ဆိုတဲ့ကနန်းပေါ့နော်အဲကနန်းတည်သူကနေပြီးတော့နှစ်နှစ်ကျော်မှာလိုက်ထွက်တယ်လို့တခုယူဆထားတာပေါ့နော်အဲဒုတိယကက်ကလည်းဒီမှာကျွန်တော်တို့ကြည့်လိုက်ပေါ့ဒါကရောက်ကက်ပေါ့ဗျာရောက်ကက်ကူမှဒီ9 6ဆိုတဲ့ကနန်းကသူ့ရဲ့နှစ်နှစ်ကျော်ကခွာပေါင်းခြင်း9နဲ့ကနန်းကိုဒီမှာ 9နှစ်9လို့ထွက်တာဗောနော်ထွက်တော့လဲသူ့အပေါ်ကဒီ4 3 6ဒီတစ်နှစ်ကျော်မှလိုက်ထွက်ထားတယ်ဗောနော်အဲထွက်ထားခြင်းကြောင့်သူ့အောက်ကဒီခွာကောင်းခြင်း9နဲ့ကနန်းကိုအနှစ်ကျော်မှအနှစ်ကျော်မှလိုက်ထွက်တယ်လို့ယူဆထားတာဗောနော်အဲ့တော့တတိယကတ်ဒီနှစ်ထဲကနေပြီးတော့သူ့ရဲ့နှစ်နှစ်ကျော်ကခွာပေါင်းရင်း9နဲ့ကနန်းတကွဆိုရင်ဒါ450လဲဒါဒီကျွန်တော်ဒီပွဲမှာသူအကြိုက်ထိုးတာပဲเนาะဒါ အပေါင်းချင်း9နဲ့ခဏန်းဆိုဒီတစ်ခွက်ပဲရှိရပါတော့။တနည်းကျော်ထွက်တာကဒီ6 6ခွန်ထွက်တယ်။ဒါပေမဲ့ဒီအောက်မှာခွာလေးဖြစ်နေပါတော့။အဲ့တော့ခွာပေါင်းချင်း9နဲ့ခဏန်းဆိုရင်ဒီခဏန်းကိုကျွန်တော်တို့ကအဲဒီနေ့ထဲမှာချောင်းချောင်းပြီးထည့်နေတာပေါ့နော်ကျွန်တော်မှန်ပါတယ်မှာတော့ပထမအော့တခါထုတ်ပြီးရမှာတယ်နော်ငါးကိုလေးပေါ့နော်အဲ့တော့ဒီနှစ်နှစ်ကျော်ထွက်နေဒီစောနာကလိုင်းရမကောင်းဘူးခင်အဲ့တော့ဒီကောင်းလေးရလဲဒါမှန်ဘူးတဲ့အနေနဲ့ပြပေးတာပေါ့နော်ကျွန်တော်တို့ကတော့ဒါဂျုံတဲ့ခါမှာထည့်ထည့်ပြီးကစားခဲ့တဲ့ဟာလေးတွေပေါ့ ဒီ5 6လေးပေါ့เนาะ5 6လေးကို4 5 6လို့ပြီးတော့အဲဒီနေရာမှာရိုက်သွားနိုင်တယ်ပေါ့เนาะ average 10ကလည်းဒီနေရာမှာကြာနိုင်တယ်အနေထားမှာရှိတယ်ပေါ့เนาะ၄ထိတ်နဲ့ average လည်းဟိုကြိုက်တယ်ပေါ့ဗျာအခြားကဏ္ဍကြိုက်တာရှိရင်လည်းနည်းနည်းပါးပါးရှိရင်ထိုးခြင်းလည်းထိုးပေါ့ average မှာကြာရင်ပေါ့เนาะ